မင်္ဂလာမနက်ခင်းပါရှင်။ဧပြီလ၈ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးတိုင်းရထွန်းလေးတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့မနက်ခင်းသတင်းတွေမှာတော့မြန်မာနိုင်ငံကလင်းဘေးအတွက်ကုလသမဂ္ဂကနိုင်ငံတကာကကတိပြုငွေဒေါ်လာ63သန်းနဲ့ကုလသမဂ္ဂအရေးပေါ်ရမငွေဒေါ်လာ5သန်းအသုံးပြုကူညီမယ်ဆိုတဲ့သတင်း။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးအန္တရာယ်ကြောင့်မြို့နယ်330အနက်မြို့နယ်60နေပါကလူဦးရေ18တန်းခန့်ထိခိုက်မှုရှိနိုင်တယ်လို့ အိုချမြန်မာခံမှန်းခဲ့တဲ့တဲ့။ကျိုက်ထုံမြို့နယ်မှာနှစ်ရက်အတွင်းအမျိုးသား2ဦးတနက်နေ့ပြသက်ခံရပြီးတေဆုံးခဲ့တဲ့တဲ့။တံပြူစင်ရဲမြို့နယ်စုပလောင်းကျေးရွာအနီးမှာ73စီတင်22ဘိန်တွဲကားရင်ကောင်းပိုင်းမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့တဲ့နဲ့တောင်ကိုရီးယားတောမီကယ်ဆယ်ရေးမှဝင်ကူညီခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံသား3ဦးနှစ်ရှည်နေထိုင်ခွင့်ဗီဇာတွေပေးအပ်ခံရတဲ့တဲ့အဆောင်ရှိရတဲ့တဲ့တွေကိုတင်ဆက်ပေးပါပါ။ဦးဆောင်တဲ့တဲ့ပုံလေးနဲ့ မြန်မာနိုင်ငံငလင်းဘေးအတွက် ကုလသမဂ္ဂကနိုင်ငံတကာကကတိပြုငွေဒေါ်လာ63သန်းနဲ့ကုလသမဂ္ဂအရေးပေါ်ရမငွေဒေါ်လာ5သန်းအသုံးပြုကူညီမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံငလင်းဘေးအတွက်ကုလသမဂ္ဂကနိုင်ငံတကာကကတိပြုငွေဒေါ်လာ63သန်းနဲ့ကုလသမဂ္ဂအရေးပေါ်ရမငွေဒေါ်လာ5သန်းအသုံးပြုကူညီမယ်လို့ UN ဥက္ကဋ္ဌအကြီးအကဲ Mr. Dan Fletcher ကပြောပါတယ် ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေနဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှုကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရော UNOCHA ရဲ့အကြီးအကဲဖြစ်သူ Under Secretary General Mr. Dan Fletcher ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ဧပြီလ6ရက်ကနေပြည်တော်မှာတွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။တွေ့ဆုံမှုမှာ Mr. Dan Fletcher က ငလင်းဘေးသင့်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကအခုချိန်ထိလှူဒါန်းဖို့ဂရီးပြုငွေအမေရိကန်ဒေါ်လာ63တန်းရရှိထားကြောင်းကုလသမဂ္ဂရဲ့အရေးပေါ်ရမုံငွေကနေအမေရိကန်ဒေါ်လာ5သန်းကိုအသုံးပြုမှာဖြစ်ကြောင်းနဲ့ဒါရီကိုအသုံးပြုပြီးအကူအညီပေးရေးလုပ်ငန်းတွေကိုအကောင့်ထဲပို့ဖို့အတွက်ကုလသမဂ္ဂဝန်ထမ်းတွေကိုစေလွှတ်မှာဖြစ်ကြောင်းပြောပါရယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ပေးအန္တရာယ်ကြောင့်မြို့နယ်330အနက်မြို့နယ်60နီးပါးကလူဦးရေ18သန်းခန့်ထိခိုက်မှုရှိနိုင်တယ်လို့ ။အိုချမြန်မာခံမှန်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးအန္တရာယ်ကြောင့်မြို့နယ်330အနက်မြို့နယ်60နီးပါးကလူရေ18တန်းခန့်ထိခိုက်မှုရှိနိုင်တယ်လို့အိုချမြန်မာကခံမှန်းထားပါတယ်။မလ28ရက်ကပြည်အားခုနှစ်တသမခုနှစ်ရစ်စတာစကေးရှိတဲ့ငလင်လှုပ်ခတ်ခဲ့မှုကြောင့်ထိခိုက်မှုအပြင်းထန်ဆုံးနေရာဒေသကလူသန်းပေါင်းများစွာဟာလျှက်စင်ပြီး တန်ရှင်းတဲ့တောက်သုံးရင်စားနေရိတ်ခါနဲ့ကျမရဲ့စောင့်ရှောက်မှုတွေမရတာဒါမှမဟုတ်လုံလောက်မှုမရှိတာတွေကိုကြုံတွေ့နေရကြောင်းအိုးချမြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါအပြင်ဆက်သွယ်ရေးစနစ်တွေပြတ်တောက်မှုနဲ့အတူလန်ဒန်သားတွေလည်းပြည့်စည်ခဲ့တာကြောင့်ငလင်ဘေးသင့်ပြည်သူတွေထံအရေးကြီးတဲ့အကူအညီတွေရောက်ရှိနိုင်မှုပုံမခက်ခဲလေးရဲ့ရှိနေကြောင်း အိုချာမြန်မာကဆိုပါတယ်။ဒါဖြင့်ဧပြီ9ရက်ကလည်းကုလသမဂ္ဂအရေးပေါ်ကဲဆိုင်ဆိုင်ရာညှိနှိုင်းရေးမှူးတွန်ဖလက်ချာဟာမန္တလေးနဲ့နေပြည်တော်မှာရှိတဲ့ငလင်ဘေးသင့်ပြည်သူတွေနဲ့တွားရောက်တွေ့ဆုံခဲ့ကြောင်းအိုချာမြန်မာကထုတ်ပြန်ပါတယ်။အခုလိုတွားရောက်တွေ့ဆုံရမှာဒေသခံပြည်သူတွေရဲ့ဆုံးရှုံးမှုတွေကိုကြားသိခဲ့ရပြီး၎င်းတို့ရဲ့ခံနိုင်ရရှိမှုနဲ့စီးလုံးညီညွတ်မှုတွေကိုလည်းမြင်တွေ့ခဲ့ရကြောင်းအိုချာမြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာကြားရောက်ခဲ့တဲ့ငလင်ဘေးကြီးအပီး တပတ်နေပါအကြမှာဘေးဒဏ်အသင်းနဲ့ပြည်သူတွေအတွက်လူမှုဘဝရှင်သန်ရေးအကူအညီတွေအလျင်မြန်ပေးကြဖို့ကုလသမဂ္ဂအတွင်းမှုချုပ်ကတောင်းဆိုထားပါတယ်။တိုက်ထုံမျိုးနဲ့မှာနှစ်ရက်အတွင်းအမျိုးသား၂ဦးတနက်နဲ့ပြတ်တက်ခံရပြီးတင်ဆောင်ခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်ပြင်းနယ်တိုက်ထုံမြို့နယ်မှာနှစ်ရက်အတွင်းအမျိုးသားနှစ်ဦးတနက်နဲ့ပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ဧဘရနီယန်နေ့ကတိုက်ထုံမြို့နယ်မောက်ခမူကျေးရွာနယ် အသက်20အရွယ်မောင်တီဟာဆိုးဆိုသူဟာ၎င်းရဲ့နေအိမ်မှာရှိနေစဉ်လက်နက်ကင်မျိုးသားနှစ်ဦးကဆိုင်ကနေရောက်ရှိလာပြီးတနက်နေ့ပြစ်ခတ်သွားတာဖြစ်ကြောင်းဒေသခံတဦးကပြောပါရယ်။၎င်းကဆက်လက်ပြီးမောင်တီဟာဆိုးကိုတနက်နေ့ပြစ်ခတ်သွားတာကသမီးစားကိစ္စလို့ကြားတယ်။ဒါပေမဲ့ဗလက်နက်ကင်အဖွဲ့ကတနက်နေ့ပြစ်ခတ်သွားတာလည်းတော့မသိဘူးလို့ပြောပါရယ်။မောင်တီဟာဆိုးဟာ၎င်းရရှိခဲ့တဲ့တနက်တန်ရာတွေနဲ့အခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံးခဲ့ကြောင်းနဲ့၎င်းရဲ့အရှုပ်အလောင်းကိုဒေသခံတွေကစိုက်ထုံမြို့နယ်ပြည်သူစင်ရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်။ အလားတူပဲဧပြီလ၄ရက်နေ့ညနေ၅နာရီအချိန်ခန့်ကကြိုက်ထုံမြို့နယ်စုပနူးကျေးရွာတုတ်တန်အနီးမှာငါးကန်လုပ်ငန်းရှင်တအိုးတနက်နေ့ပြစ်ခတ်ခံရပြီးတေဆုံးခဲ့ကြောင်းဒေသခံတွေထံကသိရပါတယ်တနင်္လာနေ့ပြစ်ခတ်ခံခဲ့ရသူဟာငါးကန်လုပ်ငန်းရှင်အသက်50အရွယ်ဦးကျော်အောင်ဆိုသူဖြစ်ကြောင်း၎င်းကိုမြေတီလက်နက်ကိုင်အဖွဲ့အစည်းကမြေတီအကြောင်းကြောင့်တနင်္လာနေ့ပြစ်သက်သွားတဲ့ဆိုတာကိုမသိရကြောင်းဒေသခံတွေကဆိုပါတယ်။ထပ်မံပြီးတင်ဆက်ပေးမှာကတော့ တန်ဖြူစင်ရဲ့မြို့နယ်စုပလောင်ကျေးရွာအနီးမှာ73စီတင်း22ဘိန်းတွဲကားရှင်ကောင်းပိုင်းမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တန်ဖြူစင်ရဲ့မြို့နယ်ကော်လီကျေးရွာအုပ်စုစုပလောင်ကျေးရွာအနီးမှာ73စီတင်းတွဲကားရှင်ကောင်းပိုင်းမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါဗျ။ ဧပြီ9ရက်မနက်9:00နာရီအချိန်ကတံဖြူစင်ရဲ့မျိုးဘက်ကနေရေးမျိုးဘက်ကိုသွားနေတဲ့မောင်းနှင်လာတဲ့73စီတင်တွဲကားကိုအဆိုပါတံဖြူစင်ရဲ့မျိုးနဲ့စုပလောင်းရွာအနေတင်ချိုင်းစုပလောင်းရွာအနေတင်ချိုင်းအနေတံဖြူစင်ရဲ့ရေကားလမ်းမှာအင်အား30ခန့်ပါတဲ့လက်နက်ကင်အဖွဲတစ်ဖွဲကရင်ကိုရက်တန့်ခိုင်းပြီးစက်ကြီးငွေကြက်3200တောင်းခံခဲ့တယ်လို့သိရပါဗျာ။ ဲနောက်မွန်တဲ့12နိုင်ခန့်မှာကားသမားကဆက်ကြီးငွေမပေးနိုင်တဲ့အတွက်အဲ့ဒီဆက်သုံးစီတွေတင်ဆောင်ထားတဲ့နောက်တွင်းရင်ကိုဖြုတ်ချပြီးတဲ့နောက်တွဲကားရင်ရဲ့ခေါင်းပိုင်းကိုမြေရှို့ဖျက်ဆီးခဲ့ပြီးဆက်သုံးစီတင်ထားတဲ့နောက်တွင်းရင်ကိုသိမ်းယူသွားတယ်လို့သိရပါဗျ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာပါ။တောင်ကိုရီးယားတောမီကေဆေရေးမှာဝင်ကူညီခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံသား3ဦးနှစ်ရှည်နေထိုင်ခွင့်ဗီဇာတွေရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။နိုင်ငံအရှိတောင်ပိုင်းဒေသမှာ မကြသေးမီကတော်မီတွေလောင်ခဲ့စဉ်ကုညီကဲထုံးမှုတွေမှာပါဝင်ခဲ့တဲ့အင်ဒိုနီးရှားသင်္ဘောသား၃ကို F2 နှစ်ရှည်နေထိုင်ခွင့်ဗီဇာတွေပေးအပ်လိုက်ပြီးဖြစ်တယ်လို့တောင်ကိုရီးယားအစိုးရအရာရှိတွေကထုတ်ပြန်ခဲ့ပါတယ်တော်မီတွေလောင်တော့ကတက်ကြီးရွယ်အိုတွေကိုဘေးကင်းအောင်အင်ဒိုနီးရှားနိုင်ငံသား၃ဦးကကုညီပေးခဲ့လို့ နိုင်ငံအပေါ်သူတို့ရဲ့အထူးဆန်းဆောင်ချက်တွေကိုထောက်ပြီးနှင်းရှည်နေထိုင်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်တာပါကိုကိုကိုမငဲ့ပဲအနီးနားနေသူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့လို့သူတို့ကိုစိတ်ရင်းမှန်နဲ့ကျေးဇူးတင်ပါတယ်လို့တောင်ကိုရီးယားပြည်ထောင်စုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ဘောဘိုဘေးအန်ဒီယန်နဲ့ဘေးကင်းရေးတံပြန်ရေးဌာနချုပ်ကလက်ထောက်အကြီးအကဲလီဟန်ယောင်ကပြောပါတယ်နှင်းရှည်နေထိုင်ခွင့်ဗီဇာရသူ၃ဦးအနက်မြောက်ချောင်းဆန်းပြည်နယ်မှာနေထိုင်သူ32နှစ်အရွယ်သင်္ဘောသားစုကင်ရန်တူဆိုသူဟာ မလ25ရက်ညပိုင်းက၎င်းနေတဲ့ရွာကိုတော်မီကူးဆက်ချိန်မပြေးလွှမ်းနိုင်သူ60ကိုဂုံပိုးကယ်ထုတ်ပေးခဲ့ပါတယ်။ရွာတကြီးရဲ့အဆိုအရစုကင်ရတိုးဟာကျင်းနာတက်ပြီးလူကြီးသူကြီးတွေကိုအလေးပင်အိတ်တွေကူတဲပေးလေးရှိတယ်လို့သိရပါတယ်။အိမ်သုံးပစ္စည်းတွေကိုလည်းကူတက်ပေးလေးရှိတယ်လို့သိရပါတယ်။နောက်သူရဲကောင်းနှစ်ဦးကလည်းတင်မောသားတွေပဲဖြစ်ပါတယ်။ထုတ်ပြန်ချက်တွေအရတောင်ကိုရီးယားတောမီကြောင့်တင်ဆောင်သူ32ဦးရှိပြီး52ဦးထဏ်ရာရခဲ့တယ်လို့သိရပါဗျ။ ဧပြီလ10ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါညနေ4နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်